ကျွန်တော်အိမ်ဆိုလဲအဖေကလောကလက်မခံဘူးအမေကတော့ကျွန်တော်အဆက်နဲ့အလိုလိုက်တဲ့အတွက်ကြောင့်မလို့ဒီဟာကိုလက်ခံနေရလို့တော့မဟုတ်ဘူးကဲလုတ်လုတ်ကြည့်ပေါ့ကဲမြမမင်းအောင်မြအောင်လုတ်ဆိုပြီးတော့အဲနယ်လေးပန့်ဖို့ပြေးလိုက်တဲ့အချိန်မှာကျွန်တော်ကလေကျွန်တော်ရွေးချယ်တဲ့လမ်းပေါ်မှာလမ်းမမရောက်အောင်အမေတို့အဖေတို့ဟိုခွင့်ပြုလိုက်တဲ့ခွင့်ပြုချက်တွေအလကားမဖြစ်အောင်စ조사ခဲ့ပြီးတော့ဒီလိုနေထားရောက်လာတာအခုဆိုရင်အမေဆိုရင်လုံးဝကျွန်တော်ကိုလုံးဝခွင့်ပြုပြီးတော့လုံးဝစိတ်ချပြီးတော့ယုံကြည်ပြီးဒီလမ်းကိုတော်တော်လေး လက်ခံလာပြီ။မိဘတွေကအမှပြောပြမယ်နော်။ချီကျူးခဲ့တယ်။စူစရာရွှင်တာစူတာချီကျူးစရာရှင်ဆိုစိတ်ထဲမှာပဲထားပြီးတော့ကျင်းပါ။ဒါမဲ့ကျင်းကျင်းတော့ကျွန်တော်လည်းသိရလေ။ဒါပေါ့လက်မရမသွားဘူးအခုစေကမ်းစလေးဝင်နေသူလည်းပြန်ထောက်ပံ့နေဆိုသူကျင်းနေနေဆိုကျွန်တော်သိရတယ်။အဲမင်းအရန်တော်ရင်ငါသားဆိုတော့အဲ့လိုတော့မပြော။ဆိုသူများမိဘပြောမပြောတော့မသိကျွန်တော်မိဘလည်းမပြော။အိမ်လေးစောက်ထားတယ်လေ။အိမ်လေးစောက်ထားတယ်ဆိုတော့အခုကတော့အိမ်စရိတ်လေးကိုပဲအမေစေးဖို့လည်းကိုပဲအားလုံး ျွန်တော်ပဲပေါ့ဘလောက်လှုပ်ရှင်လှုပ်ရှင်ဖြစ်ရှင်ဖြစ်ရှင်ဇွဲမရှိပဲတကယ်မလို့ရင်ဘရောမမရအောင်ဘတော်မမရအောင်အမကျွန်တော်ဆရာကျွန်တော်ဆရာကောင်းလည်းတွေ့ခဲ့ပါကျွန်တော်အကန်ကောင်းတာပေါ့ဆရာကောင်းကြီးလည်းတွေ့ခဲ့ဆရာတွေကအမြဲတမ်းဆုံးမှာပေါ့နော်အမြန်ပြေးသွားစရာလည်းမလိုဘူးတဲ့ဖြည်းဖြည်းနဲ့မမှန်သွားရောက်တဲ့နေရာမှာရက်မနေနဲ့နောက်ပြန်မလျှောက်နဲ့ရက်နေရင်လည်းရက်နေနေရာမှာတက်သွားနောက်ပြန်လျှောက်ရင်လည်းနောက်ကိုပြန်သွားအဲ့တော့ပန်းနဲ့ခုသွားမယ်ဆိုရင်ဖြည်းဖြည်းနဲ့မမှန်မဲ့သွားမလောနဲ့ ရက်မနေနဲ့နောက်ပြန်ရှောင်းနဲ့အခုလောလောဆယ်ကကျွန်တော်ပုံမှန်တိုင်းပဲပွဲလေးတွေဖွင့်နေတယ်ပြီးလို့ရှိရင်အဟို commercial ရိုက်စရာလေးလည်းရှိတယ်ပြီးရင်ကျွန်တော်တင်တန်းလေးအကြီးဆိုင်ပြီးတော့တင်ပြနေတယ်ခင်ဗျာဟုတ်အပြရာတို့မှာဟို ကျိနဲ့မှုကတော့ပြောမယ်ဆိုရင်တော့ဟိုကိုကိုကတော့အရင်ကြီးဘယ်တော့မှဆိုအားရကျိနဲ့နေဆိုတာမရှိအများအဲ့တော့ဟိုတခုမဟုတ်တခုကတော့အသက်ဆန်းတော့အများအားလုပ်ပြကျင်နေရပဲကျွန်တော်တို့ကလေဆိုတော့ခါကြတော့အဲဒါမဲ့အဲကျွန်တော်ဒီ night life တွေကအဲဒီ DJ industry ရဲ့ fan လေးတွေအားပေးရပုံမှာတော့ကျွန်တော် appreciate လုပ်ပြီးအတိအမှတ်ပြုပါတယ်ဝမ်းသာပါတယ်ခင်ဗျာဟုတ်ဟုတ် C2 ပါခင်ဗျာဟုတ်ကဲ့ပါဟုတ်ဟုတ်အဲဒါရင် interview တွေမှာလေးဖြည့်ပူးပါတယ်ဝါဒနာနဲ့ life နဲ့ကတော့အခုချိန်မှာတော့ထပ်တူကြတယ်လို့ပြောလို့ရပါတယ်เนาะဘာလို့ဆိုကျွန်တော်က အဲဒီ live ထဲကိုဝင်ကျင်တဲ့အတွက်ကြောင့်မလို့ကိုအရင်ဖြေခဲ့တယ်လို့ပဲကျွန်တော်အဲအပေးယူလုပ်ခဲ့ရတာပေါ့နော်ကြောင်းထွက်ပြီးတော့ဒီဘက်ကိုနောက်ဆုံးနေ့ထွက်ပြီးတော့ DJ ကို live စားပြီးလုပ်ခဲ့ရဆိုတော့လေအဲအလဲလဲလုပ်ခဲ့ရအတွက်ကြောင့်မလို့အခုချိန်မှာတော့ဒါကျွန်တော် live နဲ့ကျွန်တော်ရဲ့အလုံးနဲ့ကတော့ထပ်တူကြတယ်ပြောလို့ရပါတယ်ဒါပေမဲ့ဟိုတခါလေးဂျင်းနမှုရှိလားဆိုပုံမှာတော့ခုနကပြောသလိုပဲဂျင်းနဲ့သွားရရောင်ရဲသွားရလို့တော့မရှိဘူးမာရဲ့အများတန်းကတော့အစ်စ်တေကတော့ထပ်ပြီးတော့ကျွန်တော်စူးစမ်းနေသေးပါခင်ဗျာအခုချိန်မှာကတော့ဝါသနာနဲ့ဝမ်းစာနဲ့ကတော့ထပ်တူကြပြီးလို့ပြောလို့ရပါတယ်ဟုတ် အဲ့လိုပြောလို့ရတာပေါ့အမှန်သွားပါတယ်အခုလောစင်မှာတော့အဲဒီ live နဲ့ပဲဝေရှာတယ်အိမ်ဝင်လဲထောက်ပံ့တယ်အဲကျွန်တော်ရဲ့ဒီ incomes နဲ့ပဲကျွန်တော် family ကိုကျွန်တော်ပြန်ထောက်ပံ့နေနိုင်ကြီးဆိုလေဟုတ်ကဲ့အမှန်တယ်လို့ပြောလို့ရပါတော့စီဆိုရဲကျွန်တော်ပြောဘူးရေကျွန်တော်အဖေက2020မှာဆုံးသွားတာဆုံးတဲ့ချိန်မှာအဲကျွန်တော်အဖေမဆုံးခင်မှာကျွန်တော်အကြောင်းထွက်ပြီးတော့ DJ live ကိုဝင်လိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဖေကဆုံးသွားတဲ့အချိန်ကျွန်တော်တိတ်ကြီးကြီးပြူပြူမရှိတော့ကျွန်တော်အောင်မြင်သွားတဲ့အဲအောင်မြင်လာတယ်ပေါ့နော်ဒီအောင်မြင်တယ်လို့ပြောလို့ရတာပေါ့နော်အနေထားတစ်ခုထိအောင်မြင်လာတဲ့အချိန်မှာဖေကမရှိတော့အဲ့လောက်ထိတော့ အဲ့လိုလိုမျိုးလိုမျိုးတွေကခံစားခဲ့ရတယ်ခင်ဗျာအမေကတော့ကြည်ပြူပါတယ်ဟုတ်တင်တာပဲခုနကပြောလို့ဘာနော်ကျွန်တော်အပေဖြစ်စေခြင်းနဲ့ live ကိုကျွန်တော်မဝင်မဲနဲ့ဒီဘက်ကိုဝင်ခဲ့တာဆိုတော့လေခက်ခဲရောရှိအပေဆုံးမှန်းသိရင်တော့အဲ့လိုမျိုးလောက်ခဲ့မှာတော့မဟုတ်အဲ့ဒါလေးပါတော့စကားရင်နားထောင်နားမထောင် ်တရားစဉ်းစားကြည့်မယ်ဆိုရင်မိပါးတွေရဲ့ဖြတ်တန်းလာတဲ့ပုံနဲ့သူတို့ကာလနဲ့ကျွန်တော်ကာလဖြတ်တန်းရကာလတွေကမတူဘူးမတူတဲ့အတွက်ကြောင့်သူတို့ကလည်းသူတို့အမြင်နဲ့သူတို့ဖြစ်ချင်တာကိုပြောမှာเนาะကိုရီးယားလည်းဒီ live ကိုဒီခေတ်မှာဒီလိုဖြတ်တန်းနေရတဲ့အတွက်ကြောင့်မလို့ကိုရီးယားအမြင်ကလည်းမတူဘူးအဲ့ချိန်မှာကျွန်တော်တို့ဘယ်လိုပြောရတဲ့အချိန်မှာလိုမျိုးညှိနှိုင်းရတာမျိုးလေးရှိတယ်အဲ့ချိန်ကျရင်ဘယ်လိုဖြစ်ကျွန်တော်ဘယ်လိုပြောချင်လဲဆိုတော့အရန်ကြီးကလန်ကစံလောက်တာမျိုးမဟုတ်ဘဲနဲ့မိပါနဲ့ကိုနဲ့ချားမှာအပေးอยู่လေးပေါ့ ကျွန်တော်ဒီဟာကိုလုပ်ချင်တယ်ဒီဟာကိုဖျက်အောင်လုပ်ပြမယ်ကျွန်တော်ဘယ်လောက်ချိန်ပေးပါဒါမျိုးပေါ့နော်ကိုယ့်ဘက်ကလည်းကိုရွေးချယ်တဲ့လမ်းပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုရှိရမယ်ဟုတ်တယ်မလားခုနကပြောသလိုဟိုမိဘကိုကလန်ကဆန်လုပ်ပြီးတော့ကိုပြစ်ချင်တာကိုဇွလုတ်ခဲ့တယ်ဇွလုတ်ပြီးဇွလုတ်တဲ့အချိန်မှာဒီဘက်မှာကိုရွေးချယ်တဲ့လမ်းပေါ်မှာလည်းကိုကလမ်းမရောက်သွားမယ်မအောင်မြင်လာဘူးเนาะဒီလိုမျိုးဟိုအပြက်ဘက်ကိုရောက်သွားမယ်ဆိုရင်တော့ဒါကိုအမှားပဲ ဟုတ်တယ်မလားဒါကမိဘတွေကဒီလိုဖြစ်မှာစိုးလို့တော့ပြောကြမှာတကယ်ဒီ DJ live တွေပါရပိုတော့စိုးသေးတယ်အမိုင်း night live ဆိုတော့ဖြက်စီးရတာလွယ်တယ်လွယ်လို့ဆိုတော့ဘယ်မိဘမှမတော့မင်း DJ ကြီးလောက်ပါ night live တွေသွားပါ club သွားပါလို့ဘယ်မိဘမှမတိုက်တုံးဘူးเนาะလူတိုင်းကတော့ဟိုကိုယ်ဝါသနာနဲ့ကိုယ်ရှောက်လာခဲ့တာကြီးပဲဆိုတော့ခါကြတော့ဟိုတကယ်လို့များမိဘတွေဘက်ကအဲ့လိုမျိုးเนาะတားဆီးတာမျိုးပိတ်ပင်တာမျိုးရှိရဲကိုယ်ကလည်းဒီဘက်ကိုအယံဝါသနာပါလို့ရှောက်လမ်းမယ်ဆိုရင်မိဘနဲ့အေးစိတ်တိုင်မယ်မှာအပေးယူလုပ်ကြည့်ပါ အမေတို့ဘက်ကခွင့်ပြုပေးပါကျွန်တော်ဘက်ကဘလောက်အနေထားတစ်ခုထိရအောင်လုပ်ပေးပါမယ်ဆိုတာမျိုးပေါ့နော်အဲကစ်ဖန်တက်ကလေးလုပ်ပြီးတော့ကိုဘက်ကလည်းကိုရွေးချယ်လမ်းပေါ်မှာတာဝန်ယူမှုတွေရှိပြီးတော့အောင်မြင်အောင်စူးစမ်းနိုင်ရင်တော့မိဘတွေလက်ခံလာနိုင်မယ်ကျွန်တော်အိမ်ဆိုလည်းအဖေကလောကလက်မခံဘူးအဲခုနပြောသလိုကျွန်တော်ရှေ့မှာဖြေခဲ့သလိုပဲအဖေကလောကတော့လောကအဆင်မပြေလောကလက်မခံအမေကတော့ကျွန်တော်အစနဲ့အလိုလိုက်တဲ့အတွက်ကြောင့်မလို့ဒီဟာကိုလက်ခံနေရလို့တော့မဟုတ်ဘူးကဲလုတ်လုတ်ကြည့်ပေါ့ကဲမြတ်မင်းအောင်မြင်အောင်လုတ်ဆိုပြီးတော့ နယ်လီပန့်ဖို့ပြီးလိုက်တဲ့အချိန်မှာကျွန်တော်ကလေကျွန်တော်ရွေးချယ်လမ်းပေါ်မှာလမ်းမမရောက်အောင်အမေတို့အဖေတို့ဟိုခွင့်ပြုလိုက်တဲ့ခွင့်ပြုချက်တွေအလကားမဖြစ်အောင်စ조사ခဲ့ပြီးတော့ဒီလိုနေထားရောက်လာတာအခုဆိုရင်အမေဆိုရင်လုံးဝကျွန်တော်လုံးဝခွင့်ပြုပြီးတော့လုံးဝစိတ်ချပြီးတော့ယုံကြည်ပြီးဒီလမ်းကိုတော်တော်လေးလက်ခံလာပြီးအမေဆိုရင်အရင်တော့ဆိုရင်အမေလည်းလိုပဲအဲဒီလမ်းတကယ်အဆင်ပြေပါမလားဟိုတကယ်ရောဝင်ဝင်ရပါမလား တကယ်ရောယက်တီနိုင်မှာမလားဆိုပြီးတော့ဘောနော်အခုစဉ်အမေဆိုရင် ADG လောကဒီ night life လောကဒီအမှုပညာလောကကိုအရန်ဟိုအတိမတ်ပြုတ်ပြီးတော့ဒီရာဒီလူငယ်တွေအတွက်တက်လန်းရှိတယ် income တခုရှိတယ်ဆိုတာမျိုးလူလူလက်ခံလာပြီးပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာလဲကျွန်တဲ့လူငယ်တွေဝါသနာရှင်နေညီကောင်မောင်မရဲ့တကယ်ကိုတကယ်ဝါသနာပါတယ်ဆိုရင်အိမ်နဲ့အပေးယူလောက်ပါတိုင်ပင်မှာမိဘတွေကိုပုံမှန်လေးလေးပြောပြီးတော့ခုနပြောသလိုနော်ကိုယ့်ရဲ့ ဟိုရွေးချယ်မှုပေါ်မှာလည်းတာဝန်ယူမှုတာဝန်ခံမှုရှိပြီးတော့တရားအောင်မြင်အောင်စ조사ပါလို့ကျွန်တော်ပြောချင်တယ်ဟုတ်ကဲ့ဟာကျွန်တော်အဲ့ဒီချင်းရလို့ DJ မှမဟုတ်ဘူးเนาะကျွန်တော်ကတချင်း music တိုင်းကိုကျွန်တော်ကကြိုက်တယ်ချစ်တယ်အဲကျွန်တော်ယူခဲ့လို့ဆိုတာကျွန်တော်ဒီ DJ ကိုကျွန်တော်ယူခဲ့တာပေါ့เนาะဒါပေမဲ့ကျွန်တော် DJ မှမဟုတ်ဘူးဘယ်တချင်းမဆိုကြိုက်မြန်မာတန်စင်လည်းကြိုက်တယ် hip hop လည်းကြိုက်တယ် rock လည်းကြိုက်တယ် pop လည်းကြိုက်တယ်ဘာမဆိုကြိုက်တယ်ကျွန်တော်ဘယ် music အမျိုးအစားမဆိုကျွန်တော်အကုန်ကြိုက်တယ်အဲ့တော့ကြောင့်မလို့ဟိုဘယ်လောက်ထိယူသွလဲဆိုရင် ကျွန်တော်ခေါင်းထဲမှာတချင်းနဲ့ဒီ music နဲ့ဒါပဲရှိကျွန်တော်ဘာမှမရှိဘူးကျွန်တော်တိတ်ပြီးတော့တခြားဘာမှလည်းမလုပ်တတ်ဘူးဘာမှလည်းတခြားစီးပွားရေးလို့လည်းမလုပ်တတ်ဘူးဘာမှလည်းကျွန်တော်ရောင်းဝယ်လည်းမလုပ်တတ်ဘူးဘာစီးပွားမှန်းနားမလဲဒီ music တစ်ခုပဲလုပ်တတ်တဲ့အတွက်ကြောင့်မလို့ဒီဟာကတော့ကျွန်တော်ရဲ့အလုံးဝဟို life ပေါ့နော်ဘဝပဲ music ကကျွန်တော်ပေါ့ DJ မှမဟုတ်ဘဲ music ဆိုကျွန်တော်ပေါ့တော့ခုနပြောလို့စပူရင်းကမရဘူးမှစပူရင်းရတယ်ဆိုတာကျွန်တော်စက်ပွားမှာမရှိဘူး အမေဘက်ကနေတင်တန်းချင်း9သိန်းထုတ်ပေးတာတွေ့ပြီပါစပို့ဒီမှာမရခဲ့တင်တန်းချင်း9သိန်းထုတ်ပေးတဲ့စပို့တစ်ခုပဲရတာကျွန်တော်ဘယ်သူမှမစပို့ကျွန်တော်ကမျိုးလည်းမရှိဘူးစပို့ဖို့နေတာတီတီဂျီဆိုတာယူဘာဆိုတာတော့မှမသိကြဘူးကြကျွန်တော်တို့ရဲ့ family ရဲ့ life ကပုံမှန်ဟိုပေါ့နော်စီးပွားရေးပညာရှင်စီးပွားရေးလောက်ကြတဲ့အနေထားပဲရှိတာနားမလဲဘူးအဲ့တော့ဘယ်သူမှမစပို့အဖေစင်ကောက်ွက်ထဲမှာတော့ပါတယ်လို့ခဏပြောကျွန်တော်ပြောသလိုနေအဆုံးသွားတဲ့အထိကျွန်တော်တို့သိ ဒီဟာကိုလှုပ်လို့သူတိတ်မကြည့်ဘူးဟောဗျာအဲ့လိုပေါ့နော်ခုနပြောသလိုပေါ့အဲဆိုတော့စပိုးကတော့မရဘူးကိုချောက်ပေါ်ကိုရက်အဲကိုရဲ့ဝါဒနာကိုရဲ့စိတ်ရင်းခံနေပဲစူးစမ်းခဲ့ရတာအဲတင်းတန်းချင်း၅သိန်းထုတ်ပေးတဲ့နောက်ပိုင်းမှာတော့ကျွန်တော် mainly mainly မှာ M80 ဆိုရယ် DJ class ရှိတယ်2015 16မှာစဖွဲ့တယ်ပေါ့နော်အဲအချိန်မှာကျွန်တော်ကတင်းတန်းချင်း၅သိန်းနဲ့အဲကျွန်တော်ဆရာဖြစ်တဲ့ DJ အိမ်လို့ MAD DJ class ရဲ့ leader DJ အိမ်လို့စီမှာတွားပြီးတော့တင်းတန်းတက်ခဲ့တယ်အဲ့တော့အဲ့ တင်နာတက်တဲ့ချိန်မှာတော့ဆရာစီကနေပြီးတော့ဆရာရဲ့အကြံပေးတာလေးပါလေးတွေအဲ့လိုမျိုးအဲ့လိုမျိုး support တွေတော့ရခဲ့ပါတယ်အနေငယ်ပေါ့ဟုတ်ကဲ့ဟုတ်အရင် fully or ဒီနောက်ပိုင်းလိုမျိုးဟိုကင်မြောက်ပေးပြီးတော့အဲ့လိုမျိုးလုံးဝ support ရခဲ့တယ်မှာတော့ကျွန်တော်မပါဘူးကိုယ့်ကိုယ်ပဲလုပ်ခဲ့ရဘယ်ချောင်းလဲဆိုခုနအဲ့လိုပေါ့ကိုယ့်ရဲ့ကိုယ့်အလုပ်ကိုယ့်အလုပ်ကပဲကိုယ့်ရဲ့အင်အားပဲကိုယ့်အလုပ်ကပဲကိုယ့်အင်အားဖြစ်စီရဘယ်သူမှမအင်အားလာမပေးကိုယ်လုပ်တယ် အမကျွန်တော်ပြောပြမယ်ထမင်းချက်တယ်ပင်မန်းတယ်မလားထမင်းစားပြီးွားရင်ငါချက်တာငါစားရတယ်ဆိုပြီးတီးပဲအဲ့ဒါပဲအဲ့တော့ခလေးကိုလို့လိုက်တယ်ကို့အတိမတ်ပြူတယ်ဆိုရင်ဩငါရဲ့လောက်တူကအောင်မြင်သွားတယ်ငါ့ကိုအတိမတ်ပြူတယ်ဆိုရင်ဟာအဲ့ဒါပဲအားပြန်ဖြစ်စေရတယ်ထမင်းချက်တယ်ဟင်းချက်တယ်ပင်မန်းွားရင်ထမင်းစားပြီးွားရင်အားပြန်ဖြစ်သွားပြီနောက်ရက်ထပ်ပြီးချက်နိုင်တာပဲအဲ့တဘောပဲဒါပါပဲကို့ရဲ့အလုံးရက်နဲ့ကို့ရဲ့ဒီစိတ်ခံစားမှုကကို့ရဲ့အင်အားဖြစ်စေရဘယ်သူမှအင်အားပေးလို့မရဘူးအင်အားပေးလဲလူတွေဘယ်လောက်အင်အားပေးနေနေ ကိုက absorb မလုပ်ဘူးကိုက appreciate မလုပ်ရင်ဘာမှမမီရအောင်အင်အားဆိုတဲ့ energy ဆိုတော့ကိုကိုယ်တိုင်းလုပ်ယူရတာပဲအဲ့လိုမျိုးအဖေဆုံးသွားတဲ့နောက်ပိုင်းရောပြီးရင် covid ဖြစ်တဲ့အချိန်မှာဘယ်လောက်ထိဆိုတော့အဖေကဆုံးသွားပြီ covid ကဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ night life ဆိုတာလုံးဝပျောက်ကွယ်သွားပြီအဲ့ဒါမှသွားပြီဟာဟာအလကားဖြစ်သွားပြီအဖေအဖေကလည်းမရှိတော့ဘူးပေါ့နော်အဲဒီမှာလည်းအလောက်ကလည်းရက်လိုက်ရပြန်ပြီဆိုတော့သွားပြီဆိုပြီးဖြစ်နေတဲ့အချိန်မှာအခန်းထဲမှာကျွန်တော်ဒါမဲ့အဲ့အချိန်မှာကျွန်တော်ဆွေးရှော့လိုက်ဒီအချိန်မှာကျွန်တော်ဒီလိုဖြစ်နေတော့ အဲ့ချိန်မှာတော့ငါမလုပ်တော့ဆိုရင်ရွှေ့လိုက်အချိန်မှာဒီလိုမဖြစ်နိုင်တော့အဲ့ချိန်မှာကျွန်တော်အော်မဟုတ်ဘူးငါရွေးချယ်ထားပြီးပြီနောက်ဆုံးလို့မရဘူးရှေ့ဆက်တူမှာပဲရမယ်ဘင်းတော်ဖောက်ပြမဖြစ်ဟိုမဖြစ်လို့မရဘူးဆိုပြီးတော့အခက်တဲမှာပဲကျွန်တော်တချင်းနေရှာတယ်တချင်းနေ down တယ်ပြီးလို့ရှိရင်အဲကိုယ့်အနေကို DJ set လေးဝယ်ပြီးတော့အခန်းထဲမှာပဲ setting ချိန်ပြီးတော့ဘယ်သူမှမရှိဘူးเนาะတယောက်တည်းကင်မရာထောင်ပြီးတယောက်တည်းဖွင့်ပြီးတော့အဲအဲ video ရိုက်ပြီးတော့ Facebook တွေမှာ promote လုပ်တယ်အဲ video တွေကျွန်တော် page မှာအခုကြီးရှိတယ်သွားကြည့်လို့ရတယ် ဲ့လိုပေါ့ကိုယ့်အကူပဲအင်အားလုလုယူခဲ့ရတာပေါ့အဲ့လိုမျိုးချိန်နေခုနပြောသလိုမဖြစ်ဘူးနောက်ဆုံးလို့မရဘူးဆိုစိတ်နဲ့ပဲအင်အားယူခဲ့ရတာ maybe အခုကျွန်တော်2015ဆိုတော့အခု10နှစ်ပေါ့ဟုတ်2015ကနေ DJ ကိုစလေ့လာတာစင်မော်ကိုစတက်ပြီးတော့လူတွေစပြီးလက်ခံလာတာတော့2020လောက်မှစလက်ခံလာမှာအကယ်၍ကျွန်တော် DJ လုပ်နေတာ2015 15နှစ်ကုန်ပိုင်း2016မှာတင်လဲစတက်တယ်15မှာတော့ကိုယ့်အကူလေ့လာနေပြီ တော့ဘယ် music เอ่อဘယ်ဟာ EDM ဘယ်ဟာဘလို့ဘယ်ဟာ DJ အတားမျိုးပေါ့နော်ဒါမျိုးတွေကျွန်တော်လက်လက်မိလောက်စလေ့လာပြီးတော့2016မှာတင်တဲ့စတက်တယ်16ပုံ16ပုံမှာတင်တဲ့ဆင်းတယ်ပြီးွားလို့ရှိရင်2018 19မှာ2016 run နေတဲ့အချိန်မှာစင်ပေါ်တော့ရောက်နေပြီအဲ့ခေတ်မှာ2018 2019ဆိုရင်ဟော Manly at the Flash တို့ the flash ပိတ်သွားပြီအခုတော့ပိတ်သွားမှရှိရောနော် the flash club အဲ့ club တွေမှာကျွန်တော်စပြီးတော့တွားနေပြီအဲကြိုကြာကြိုကြာ event တွေမှာကျွန်တော်တွားနေပြီဆိုတော့2020လောက်မှာမှစပြီးလူတွေက C2 ဆိုပြီးတော့အတိမပြုတ်လာကြတာအဲ့တော့ ခြုံပြီးပြောမယ်ဆိုရင်တော့ခု2025ဆိုစက်ခုနှစ်စင်နေဝင်ကျွန်တော်ရှိတယ်ဟုတ်အဲမိဘတွေကအမှပြောပြမယ်နော်ချီကျူးခဲ့တယ်စူစရာရွှင်တာစူတာချီကျူးစရာရှင်ဆိုစိတ်ထဲမှာပဲထားပြီးတော့ကျင်းပါဒါမဲ့ကျင်းတင်တဲ့တော့ကျောင်းနေတည်ရလေဒါပေါ့လက်မရောက်မသွားဘူးခုစေကမ်စလေးဝင်နေသူလည်းပြန်ထောက်ပံ့နေဆိုသူကျင်းနေနေဆိုကျွန်တော်တည်ရမယ်အဲမင်းအရန်တော်ရင်ငါသားဆိုတော့အဲ့လိုတော့မပြောဆိုသူများမိဘပြောမပြောတော့မသိကျွန်တော်မိဘကမပြောအိမ်လေးစောက်ထားတယ်လေအိမ်လေးစောက်ထားတယ်ဆိုတော့ အခုကတော့အိမ်စရိတ်လည်းကိုပဲအမေစေးဖို့လည်းကိုပဲအားလုံးကျွန်တော်ပဲပေါ့အဲအခုအခုနေထားဆိုရင်ကိုအမေကတိတ်လောဘတိတ်မရှိအခုနေထားတော့သူတော်တော်လေးပြည့်စုံပြီးတော့အဆင်ပြေနေပြီဒါပေမဲ့ဒီထက်တော့အကောင်းအောင်အများကြီးတော့ထားကျင်တာပေါ့ကျင်မလားဘယ်သတ္တမိကအကုန်ပြီးပေါ့ဆင်းဆင်းရဲထားကျင်လို့ဟုတ်တယ်ပါလူတွေရောပြဿနာမလာတော့လေဆိုတာမရှိလားပုံမှန်ပေါ့အမားကတော့အဲ့လိုတော့မရှိဘူးမချုံရင်ကျိုးသလိုအပွဲရရင်ဝါသလိုပေးလိုက်တာပဲခါကျလည်းအပွဲ နားရဲဆိုတော့တိတ်မဖွင့်ပြဘူးဆိုရင်လည်းအမေဒီလောက်တော့ဖွင့်ပြဘူးတော့ဒါပေမဲ့အခုတင်တန်းလောက်ထားရဲဆိုတော့တင်တန်းကြီးကတော့တောက်လျှောက်ပေးအမေပဲပေးနေတာကျွန်တော်ဒီပွဲရတဲ့ artificial artificial ကိုကျွန်တော်ကျတုံးတယ်တင်တန်းရတဲ့အဲဒီလာကတွေတင်တန်းကြီးအကုန်လုံးအမေပေးအဲ့ဟာအဓိကဆိုတာဇွဲမရှိဘာမှမရဟုတ်တယ်မလားကျွန်တော်ပြောချင်တာလေဘလောက်လှုပ်ချင်လှုပ်ချင်ဖြစ်ချင်ဖြစ်ချင်ဇွဲမရှိပဲတကယ်မလို့ရင်ဘရောမမရဘူးဘတော်မမရအမှ ကျွန်တော်ဆရာကျွန်တော်ဆရာကောင်းလည်းတွေ့ခဲ့ပါတယ်ကျွန်တော်အဲ့အကန့်ကောင်းတာပေါ့ဆရာကောင်းတွေလည်းတွေ့ခဲ့ဆရာတွေကအမြဲတမ်းဆုံးမှာပေါ့နော်ဘယ်လောက်ဖြစ်ချင်းဖြစ်ချင်းဇွဲမရှိဘဲနဲ့ဖြစ်အောင်မလွယ်ဘာမှမရပန်းတိုင်းတစ်ခုကိုသွားခြင်းနဲ့ကိုကဒီနေရာနေဟိုနေရာကိုသွားခြင်းနဲ့ဆိုရင်ကိုကိုယ်တိုင်ထသွားပြီးလမ်းလျှောက်မှရောက်မှာရက်နေတော့ဘာမှမရအဲ့တော့ဆရာတွေကအမြဲတမ်းဆုံးမှာတယ်ပန်းတိုင်းတစ်ခုသွားခြင်းနဲ့ဆိုရင်တဲ့အမြန်ပြေးသွားစရာလည်းမလိုဘူးတဲ့ဖြည်းဖြည်းနဲ့မမှန်သွားရောက်တဲ့နေရာမှာရက်မနေနဲ့နောက်ပြန်မလျှောက်နဲ့ရက်နေရင်လည်းရက်နေနေမှာတန့်သွား နောက်ပြန်ရှောင်းရင်လည်းနောက်ကိုပြန်သွတ်သွားအဲ့တော့ပန်းနဲ့တစ်ခုသွားမယ်ဆိုရင်ဖြည်းဖြည်းနဲ့မှန်မှန်ပဲသွားမလောနဲ့ရက်မနေနဲ့နောက်ပြန်ရှောင်းနဲ့အဲ့ဒါပဲလေအဲ့ဒါပဲအဲ့ဒါကြောင့်မရကျွန်တော်ခုနပြောကျောင်းနေထွက်ကလန်အဲ့လိုမျိုးလုတ်ပြီးလုတ်ခဲ့လို့ပဲဒီလိုဒီလိုမျိုးဒီစိတ်နဲ့ပဲလုတ်ခဲ့တာပေါ့နောက်ပြန်ရှောက်ဖို့ကတော့စိတ်ကူးမရှိပါဘူးအခုကတော့အဲဟုတ်တင်တဲ့ခုနပြောဆိုကျွန်တော်ကတခြားဒီဘာလဲနုဟိုစီးပွားရေးလည်းမလုပ်တတ်တော့ကျွန်တော် တခုရှိတာကျွန်တော်မှာတော့ကျွန်တော်ကျွန်တော်တက်တဲ့ပညာတခုကျွန်တော်သူများကို sharing လုပ်ပေးပြီးသင်ပြတတ်တယ်။သူများနားလည်အောင်သင်ပေးတတ်တယ်။အဲဒါကြောင့်ကျွန်တော်ဆရာနဲ့ကျွန်တော်တိုင်ပင်တဲ့အချိန်မှာကျွန်တော်ဆရာမြေသင်တန်းလေးဖွင့်လာပြီးဆိုပြီးတော့ဖွင့်ခိုင်းပြီးတော့ဒီကျွန်တော်ရဲ့ chromatic dj clack ဆိုတဲ့အဲဒီ chromatic dj သင်တန်းလေးကိုပြီးခဲ့တဲ့အာ2024 5လပိုင်းအစဖွင့်တာအခုစတနစ်ပြီးသွားပြီ။ဟုတ်သင်တန်းအမတ်စဉ်၄ခုပြီးသွားပြီ။အခုဂျွန်လ9ရက်နေ့မှာသင်တန်းအမတ်စဉ်9 9ခုထပ်ဖွင့်တာ။ ်အဟုတ်ဟိုမှာ Facebook မှာရိုက်ရှာလို့ရတယ် C H R O M A T I C Chromatic DJ Class အဲ Chromatic DJ Class ဆိုပြီးတော့ရှာလိုက်မယ်ဆိုရင်ဟိုကျွန်တော်ရဲ့ page လေးဟိုရှိတယ်တနက် page လေးကျွန်တော်ဒီ interview လေးမှာလည်းကျွန်တော် page လေးကိုပြထားပေးမယ်လေနော်ဟုတ်အာကျွန်တော်အဖေအောင်ပြောရလဲမင်းဘာလုပ်မှာလဲဘာလုပ်မှာလဲသူရတမဖြစ်ချင်လို့လားစေတမဖြစ်ချင်လို့လားအဲ့လိုမျိုးပြောကြပါမဟုတ်ဘူးတကယ်တမ်းကိုရီဖြစ်နေတယ်ကိုရီစိတ်တိုင်းမှာဝါသနာပါတော့ကိုရီလည်းတည်ရလေဆိုတော့ခါကျတော့အဲ့လိုမျိုးပေါ့ အရင်နဲ့အခုနဲ့ကတော့ဟွာလာပါပြီသူလည်းနည်းနည်းပါးပါးအခုဆိုရင်နည်းပါးပါးမတော်တော်များများအမြင်ကျယ်လာပြီဒါဟုတ်အနုပညာရှင်တယောက်လို့သတ်မှတ်လာကြပြီအဲအဲ့လိုမျိုးဆိုတော့အရင်ကျွန်တော်တို့စလုပ်တော့အချိန်နဲ့တော့ကွာတာပေါ့ကျွန်တော်တို့စီနီယာတွေကျွန်တော်တို့ဆရာတွေလက်ထက်ကဆိုလည်းအရက်ခက်ခဲတာပဲလေကျွန်တော်တော့ခက်ခဲတယ်ဆိုတော့ကျွန်တော်တို့ရဲ့စီနီယာတွေဘယ်တော့ခက်ခဲမလဲစဉ်းစားကြည့်လိုက်ပါတော့ကျွန်တော်အရင်ကပြောသလိုပဲကျွန်တော်နယ်ပယ်လေးကကျင်းပါတယ်เนาะတခြားအသေးဥဆောင်တဲ့အဆိုတော်တွေလို့မဟုတ်ဘူး night life နဲ့ဒီ DJ industry ဆိုတော့ကျင်းကျင်းလေးဒီပေါင်ထဲမှာကျွန်တော်အားပေးနေတဲ့ဒီ night life တွေက အဲတငယ်ချင်းတွေရောတချို့ပရိသတ်တွေရောဖန်ရောတချို့ဆိုရင်ကလပ်ကိုမရောက်ဘူးဒါပေမဲ့ကျွန်တော်လိုင်းပေါ်ကနေပဲအဲအားပေးပြီးတော့လာတွေ့ကြအခုရန်ကုန်ရောက်နေဆိုရင်ညနေဆိုလဲကျွန်တော်လာတွေ့မဲ့ဖန်လေးရှိတချို့ဆိုသူတို့ဆိုကလပ်တောင်မရောက်ဘူးတချို့ဆိုလိုင်းပေါ်ကနေပဲကျွန်တော်ဗီဒီယိုလေးသချင်းလေးနားထောင်ပြီးအားပေးကြတာဆိုတော့အဲ့ဖန်တွေရောအားလုံးကျေးဇူးအများကြီးတင်ပါတယ်သူတို့အားပေးလို့ကျွန်တော်က motivation ရပြီးတော့ဒီလိုနေရာရောက်လာဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ပြီးရင် အာကြိုးစားမဲ့ညီငယ်တွေအတွက်ကောကျွန်တော်တပိတ်လည်းရှိတယ်သူတို့တွေအတွက်ကောကျွန်တော်ပြောချင်တာဒီခုနပြောသလိုပါဒနာပါရောက်ရွေးချယ်ပြီးပြီဆိုရင်အဲရည်ရွယ်ချက်မလွဲပါနဲ့ဒါရိုက်ရှင်မလွဲဘဲနဲ့တခြားလေးရှောက်ပါပြီးရင်ကိုယ့်ရဲ့မိဘတွေကိုကိုယ့်ရဲ့လုပ်တဲ့တည်ပြပါပြီးရင်ဆွဲရှိရှိမမှန်နဲ့နေရာတစ်ခုကိုပန်းနိုင်ကိုရောက်ရှောက်ပါလို့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ